နယ်ထရပ်ကတော့ဒီအာရှခုနှစ်နိုင်ငံကပြည်သူတွေကိုအမေရိကန်ကနေစတင်နေထုတ်နေပါပြီ2025ခုနှစ်မှာအားလုံးစိုးရိမ်နေကြတဲ့ဖြစ်ပျက်တစ်ခုကတကယ်ဖြစ်လွတ်လာခဲ့ပါတယ်ဒေါ်နယ်ထရပ်ဟာအမေရိကန်မှာလက်ရှိနေထိုင်နေတဲ့ဒီအာရှခုနှစ်နိုင်ငံကိုအမိနိုင်ငံစီပြန်ပို့ပေးတော့မှာပါအားလုံးပဲမင်္ဂလာပါဗကန်အထက်ထက်မဲ့ channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီနိုင်ငံတွေကဘာလို့ပြည်နေတယ်ပေးခံရတဲ့စီးရင်ထဲမှာပါနေတာလဲဘာတွေကတန်းနေချီတဲ့လူသမားတွေចောင်းသားတွေနဲ့မိသားစုတွေကိုနေရပြန်ပို့ခံရမယ့်အန္တရာယ်နဲ့ရင်ဆိုင်စေရတာလဲ လုံကျွေးဥပဒေတွေဒါမှမဟုတ်တခြားယာရီကြောင့်လားဒီနေ့ထုံးမှုစီစဉ်တွေရဲ့နောက်ကွယ်ကတကယ်အကြောင်းရင်းတွေနဲ့လူအများစုရဲ့ဘဝတွေကိုဘယ်လိုပြောင်းလဲနိုင်လဲကျွန်တော်နဲ့တူတူလေ့လာကြည့်ရအောင်ပါနံပါတ်9ဖီယန်နဲ2025ခုနှစ်မှာဘာလို့ VNL လူမျိုးများပြဟာအမေရိကန်ကနေနေထုတ်ခံရတာလဲဗီဇာတက်တန်းကြော်တော့ဒါမှမဟုတ်တခြားချောင်းပြချက်တွေကြောင့်လားဒါကမိသားစုဝင်ရဲ့ရက်ရွာတွေကိုဘယ်လိုထိခိုက်စေတာလဲ VNL နိုင်ငံကရောဘယ်လိုတုံ့ပြန်မလဲ2025ခုနှစ်မှာအမေရိကန်ကနေ VNL လူမျိုးတွေကိုနေထုတ်တဲ့အဓိကအကြောင်းရင်းကဗီဇာတက်တန်းကြော်တာပါ ်လူအများပြားကခရီးသွားဒါမှမဟုတ်ကျောင်းသားဗီဇာနဲ့လာကြပေမဲ့ခွင့်ပြုထားတဲ့အချိန်တက်ပိုနေတတ်ပါတယ်တချို့ကပိုကောင်းတဲ့အလုပ်ကိုင်းအခွင့်အလမ်းတွေရဖို့ဒါမှမဟုတ်အင်းကိုငွေပြန်ပို့ဖို့အတွက်ဒါကိုလုပ်ကြပါတယ်ဒါပေမဲ့အမေရိကန်မှာခွင့်ပြုချက်မရှိပေကြာကြာနေတာကတရားမဝင်ပါဘူးဒါကြောင့်ဖမ်းခံရရင်နှိမ့်ထုတ်ခံရပါတယ်ဘာလို့လူတွေကဒါကိုစွန့်စားရတာလဲဗီယက်နမ်မှာလုပ်ကင်ခွင်းလဲနေပါတာဒါမှမဟုတ်လုပ်ကနေပါတာကြောင့်ပါဒါကအမေရိကန်ကိုအလုပ်လုပ်ဖို့ပိုကောင်းတဲ့နေရာတစ်ခုလို့ထင်မြင်စေပါတယ်စီကံချိုးဖောက်ရတာတော့မှာပေါ့ နောက်ပြဿနာတစ်ခုကဗီယက်နမ်ကနှင်ထုတ်ခံရတဲ့သူတွေကိုပြန်လက်ခံဖို့တခါတလေကြာမြင့်တက်တာပါအမေရိကန်ကလူတယောက်ရဲ့အချက်လက်ကိုအတီးပြုတ်ဖို့ဒါမှမဟုတ်ခီးသွာစာရွက်စာတမ်းတွေပြင်ဆင်ဖို့နှီးကွေးတယ်လို့ပြောပါတယ်ဒါပေမဲ့ဒီနောက်လေးမှုကလူတွေကိုတရားမဝင်ဆက်နေဖို့ပူအားပေးနိုင်မလားဆိုတဲ့အချက်ကတော့ထည့်စင်စားစရာပါဒါအပြင်နှင်ထုတ်မှုကမိသားစုကိုလည်းထိခိုက်စေပါတယ်ပြန်ပို့ခံရတဲ့သူတွေဟာအမေရိကန်မှာအင်တာဘက်ကလေးတွေဒါမှမဟုတ်အလောက်ကင်တွေကိုထားခဲ့ရနိုင်ပါတယ် နံပါတ်6မလေးရှားမလေးရှားလူမျိုးများပြားကပိုကောင်းတဲ့အခွင့်အလမ်းတွေပြောလင့်ပြီးတော့အမေရိကန်ကိုလာကြပါတယ်ဒါပေမဲ့တချို့ကတော့တရားဝင်ခွင့်ပြုချက်မရှိဘဲလွတ်လပ်နေကြပါတယ်ဘာလို့သူတို့ကအခုလိုတရားမဝင်လွတ်လပ်ပြီးစွန့်စားနေတာလဲအများအပြားကတော့မိသားစုတွေကိုထောက်ပံ့ဖို့ဒါမှမဟုတ်ပညာသင်နေစေအတွက်မှာရှင်တန်ရက်တီဖို့တော့ပါသို့တော်လေတင့်လျော်တဲ့ဗီဇာမရှိဘဲလွတ်လပ်တာကအမေရိကန်လူမှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်တာဖြစ်ပြီးအခုလိုမျိုးအခြေမရွေးနှိမ့်ထုတ်ခံရနိုင်ပါတယ် နောက်ထပ်အဓိကအကြောင်းရင်းကဗီဇာလိမ်လည်မှုပါတချို့ခရီးသွားတွေကအမေရိကန်ဗီဇာရဖို့မှားယွင်းတဲ့ချက်လက်တွေဒါမှမဟုတ်အတူရစာရွက်စာရွက်တွေပေးတတ်ကြပါတယ်။အမေရိကန်ကဒီအချက်ကိုအရန်လေးနဲ့ထားပါတယ်။အဖမ်းခံရရင်တို့ဒီလူတွေကနှင်ထုတ်ခံရပြီးပြန်လာခွင့်ပြေပင်ခံရနိုင်ပါတယ်။ဒါပြင်မလေးရှားနိုင်ငံဟာနှင်ထုတ်မှုကိစ္စတွေမှာနှေးကွေးတဲ့ပူပေါင်းဆောင်ရွက်မှုကြောင့်ဝေဖန်ခံနေရပါတယ်။အမေရိကန်ကတစုံတရာကိုပြန်ပို့ဖို့တောင်းဆိုတဲ့အခါမှာစာရွက်စာနဲ့နှောင့်နှေးမှုတွေကလုပ်ငန်းစဉ်ကိုနှေးကွေးရှုပ်ထိစေပါတယ်။ဒီနှောင့်နှေးမှုတွေကအမေရိကန်ထိသိမ်းစက္ကန့်တွေမှာလူတွေကိုပို့ကြကြနေသေးရပြီး ဒါကအမေရိကန်နဲ့မလေးရှားကြားကဆက်ဆံရေးကိုရောအမေရိကန်မှာပိုကောင်းတဲ့ဘဝကိုအိမ်မက်မက်နေတဲ့မိသားစုတွေကျောင်းသားတွေနဲ့အလုပ်သမားတွေအများပြားကိုပါထိခိုက်စေနေပါတယ်။လက်တလုံးမှာတော့မလေးရှားဆိုရကနေဆက်ထိန်းချုပ်မှုနဲ့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမအားကောင်းအောင်လုပ်ဆောင်နေတယ်လို့ပြောပါတယ်။ဒီကြိုးပမ်းမှုတွေကအနာဂတ်မှာနှိမ့်ထုတ်မှုကိုရှော့ချနိုင်မလား။မလေးရှားလူမျိုးတွေတက်ခီးသွားလာရေးဘေးကင်းလုံခြုံပြီးတရားဝင်ဖြစ်အောင်တခြားပါတွေကကူညီပေးနိုင်မလဲစောင့်ကြည့်ရမှာပါ။နံပါတ်5မွန်ဂိုလီယား 2025မှာအမေရိကန်ကနေနှိမ့်ထုတ်မှုတွေတိုးလာနေတဲ့အာရှနိုင်ငံစီးရင်ထဲမှာမွန်ဂိုလီးယားကဘာလို့ပါနေရလဲမွန်ဂိုလီးယားလူမျိုးတွေအမေရိကန်ကနေနှိမ့်ထုတ်ခံရတာပိုများလာရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ဗီဇာလိမ်လည်မှုပါမွန်ဂိုလီးယားခီးသွားတဲ့ချို့ကအမေရိကန်ကိုဝင်ဖို့အတွက်အထူးရောက်ဒါမှမဟုတ်ပြည်ပြင်ထားတဲ့စာရွက်စာတမ်းတွေကိုအသုံးပြုကြပြီးပို့ကြကြနေဖို့ဒါမှမဟုတ်တရားမဝင်လို့လို့ဖို့မျှော်လင့်ကြပါတယ် မွန်ဂိုလူမျိုးတွေအခုလိုစွန့်စားရတဲ့အကြောင်းရင်းကအများအဖြစ်ကတော့ပြည်တွင်းစီးပွားရေးအခက်အခဲတွေကြောင့်နိုင်ငံသားမှပိုကောင်းတဲ့ဘဝကိုမျှော်လင့်နေကြပါဒါပေမဲ့ဗီဇာလေးလည်းမှုကိုအမေရိကန်လူမှုကြီးကြပ်ရေးကအလေးနက်ထားတာဖြစ်တဲ့အတွက်အခုလိုနှိမ့်ထုတ်ခံရပါတယ်နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ဗီဇာသက်တမ်းကြော်တာပါမွန်ဂိုလီးယားလူမျိုးများပြားကအမေရိကန်ကိုတရားဝင်ဝင်ရောက်ကြပါတယ်ဒါပေမဲ့တချို့ကဗီဇာသက်တမ်းကုန်ဆုံးပြီးတဲ့နောက်မှာဆက်နေတာကြောင့်အမေရိကန်ဥပဒေကိုချိုးဖောက်တာဖြစ်ပါတယ်ဘာကြောင့်မဲ့လူတွေကဗီဇာသက်တမ်းကြော်ကြတာလဲ တခါတလေကျတော့အလုပ်တွေဒါမှမဟုတ်ကြောင်းနေကြသွားပြီးတော့ပြန်ထွက်ရတာပြန်လျှောက်ရတာစတဲ့ရုပ်ထင်းမှုတွေကိုရှောင်ရှားကြလို့ပါဒါပေမဲ့လည်းဗီဇာတက်တန်းကြော်တာကအနှေးထုတ်ခံရတာနဲ့ပြန်ဝင်ခွင့်ပိတ်ပင်ခံရတာတွေပါဝင်ပြင်းထန်တဲ့အကျိုးဆက်တွေဖြစ်ပေါ်စေနေပါတယ်အမေရိကန်ဆိုရကလူမှုကြီးကြေးဥပဒေထိုးဖောက်တဲ့လူတွေကိုနှင်ထုတ်ရမှာမွန်ဂိုလီးယားရဲ့နှီးကွေးတဲ့ပူပေါင်းဆောင်ရွက်မှုကိုလည်းစိုးရိမ်နေပါတယ်တချို့ကတော့မွန်ဂိုလီးယားကအုပ်ချုပ်ရေးဆိုင်ရာစင်ကုံမှုတွေကြောင့်နှင်ထုတ်ခံရတဲ့နိုင်ငံသားတွေကိုပြန်လည်ခံဖို့နှောက်နှေးနေတယ်လို့ဆိုပါတယ်ဒါမှမဟုတ်ဒီလိုအကြောင်းပြချက်တွေကြောင့်ပဲနိုင်ငံခြားဆက်ဆံရေးကစိုးရွားလာမယ်နေထားမှရှိပါတယ် ံပါတ်၄နီပေါ၂025ခုနှစ်မှာနီပေါကအမေရိကန်ကနေနှင်ထုတ်မှုမြင်ပါတဲ့နိုင်ငံစီးရင်ထဲမှာဘာလို့ပါနေတာလဲအဓိကအကြောင်းရင်းကတော့တရားမဝင်နေဆက်ဖြတ်ကျော်မှုတွေနဲ့ဗီဇာတက်တန်းကြော်တာတွေပါနီပေါလူမျိုးများပြားကပိုကောင်းတဲ့လောက်ကိုင်းပညာရေးဒါမှမဟုတ်မိသားစုနဲ့ပေါင်းဖို့အမေရိကန်ကိုလာကျင်ကြပါတယ်ဒါပေမဲ့တရားဝင်ဗီဇာရွေးချယ်ခွင့်နေပါတာနဲ့ကြာမြင့်တဲ့ဆောင်းဆန်းချိန်တွေကြောင့်တချို့ကတရားမဝင်ဝင်ရောက်ဖို့ဒါမှမဟုတ်နေထိုင်မှုစူးစမ်းကြပါလိမ့်ဒီအကြောင်းပဲအမေရိကန်ဘက်ကနေပို့ကိုစောင့်ကြည့်နေတာပါ နီပေါ်ရဲ့ကျန်းတဲ့နဲ့ပဒဝီဝီအနေထားနဲ့ကန့်သက်ထားတဲ့အရေးမြင့်တွေကြောင်းလူငယ်များပြားကအမေရိကန်ကိုပိုကောင်းတဲ့အနာဂတ်အတွက်အခွင့်အလမ်းတစ်ခုဖြစ်နေမြင်ကြပါတယ်။ဒါပေမဲ့ဘာလို့ဒီလောက်အများများကသူတို့ရဲ့ဗီဇာတက်တန်းတက်ကြလို့နေပြီးနေထိုင်မှုစွန့်စားကြတာလဲ။တချို့ကဗီဇာတက်တန်းတိုးရမှာနှောင့်နှေးမှုတွေနဲ့ကြုံရပြီးတချို့ကတော့အလုပ်ကံကြီးဆုံးရှုံးပြီးပြန်ထွက်ဖို့မတက်နိုင်ကြပါဘူး။နေထုတ်ခံရတာက2025ခုနှစ်ရောက်တဲ့အခါမှာပြင်းထန်တဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတယ်။ အမေရိကန်ရဲ့ပုံမတင်ချက်တဲ့လူဝင်မှုကြီးကြေး policy တွေကခွင့်ပြုချက်မရှိဘဲနေထိုင်နေတဲ့ဒါမှမဟုတ်အလွတ်လုပ်နေတဲ့နေပေါ်နိုင်ငံသားတွေကိုပုံမနေထုတ်စေပါတယ်။တကယ်တော့နေပေါ်လူမျိုးများပြားကအမေရိကန်မှာရှိတဲ့ဆွေမျိုးတွေစီကပေးပို့တဲ့ငွေကြေးတွေပေါ်မှာမိခိုနေရပါတယ်။ဒါကြောင့်နှိမ့်ထုတ်မှုတွေကအိမ်မှာဝင်ဝင်နေပါသွားတာကိုဆိုလိုနိုင်ပြီးဒီရဲ့ချက်ကြောင့်မေနေပေါ်စီးပွားရေးကိုထိခိုက်လာနေပါတယ်။နံပါတ်3အိန္ဒိယ2025ခုနှစ်မှာအိန္ဒိယကနေလူများပြားအမေရိကန်ကနေဘာလို့နှိမ့်ထုတ်ခံရတာလဲ။ အကြီးမားဆုံးအကြောင်းရင်းကတော့ဗီဇာလိမ်လည်မှုနဲ့ဗီဇာတက်တန်းကျော်လွန်နေထိုင်တာတွေပါအမေရိကမှာအကြီးဆုံးသောရွှေ့ပြောင်းနေထိုင်သူဦးရေရှိပါတယ်လူအများပြားကစီးမင်းစည်းကမ်းတွေကိုလိုက်နာပေမဲ့တချို့ကတော့စနစ်ကိုလွေသုံးစားလုပ်ခဲ့ပါတယ်ဒါပေမဲ့ဗီဇာလိမ်လည်မှုဆိုတော့တိတိကျကျဘာကိုဆိုလိုတာလဲအလုတ်ကန်တူရောင်ကန်လက်မှုတွေတက်ကတူအတူတွေမှာကြောင်းအံ့နေမှုတွေဒါမှမဟုတ်အမေရိကန်ကိုဝင်ဖို့အတွက်လူမှုကြီးကြေးပုံစံတွေမှာလိမ်ညာတာတွေပါဝင်ပါတယ်2025ခုနှစ်မှာအမေရိကန်ရရှိတွေကဒီလိုနီလန်းတွေကိုအရင်ကတည်းကပုံမပြင်းထန်စွာနှိမ်နင်းနေတယ်လို့ပြောပါတယ် ဒါကအမှားသေးသေးလေးတွေအတွက်တော့မှလူတွေပုံများများနှင်ထုတ်ခံရနိုင်တယ်လို့ဆိုလိုတာပါအဖြစ်အများဆုံးပြဿနာတွေတဲကတစ်ခုကတော့ကျောင်းသားဗီဇာကိုအလေးသုံးစားလုပ်တာပါတချို့လူတွေကအမေရိကန်ကိုပညာသင်ဖို့ဝင်ရောက်ကြပေမဲ့နောက်ဆုံးတော့တရားမဝင်အလုပ်လုပ်တာဒါမှမဟုတ်တကယ်တမ်းပညာရေးအဆင့်မှမပေးတဲ့တက္ကသိုလ်အတုတွေမှာတက်ရောက်တာတွေဖြစ်တတ်ပါတယ်ဒါဆိုသူတို့ဖမ်းမိသွားတဲ့အခါမှာဘာဖြစ်မလဲသူတို့ကိုဖမ်းဆီးပြီးတော့မကြာခဏနှင်ထုတ်လို့ရှိပါတယ်နောက်ထပ်စိုးရိမ်စရာတစ်ခုကတော့နီးပညာဗီဇာကိုအလေးသုံးစားလုပ်တာပါ H1B ဗီဇာအစီအစဉ်ကတော့ကျွမ်းကျင်လုပ်သားတွေအတွက်ရည်ရွယ်တာပါ။ဒါပေမဲ့များစုမှာတော့လူတစ်ယောက်ကိုခေါ်ယူဖို့အတွက်ကုမ္ပဏီတူတွေဖန်တီးကြပါတယ်။ဒီနေနေမှုကစစ်မှန်တဲ့ကျောင်းသားတွေနဲ့အလုပ်သမားတွေကိုထိခိုက်စေနိုင်မလား။ဆက်လက်စောင့်ကြည့်ရမှာပါ။ American မှာရှိတဲ့အိန္ဒိယမိသားစုအများပြားကတော့လက်ရှိမှာကြောက်လန့်နေကြပါတယ်။တချို့ကခီးစဉ်ကိုဖျက်သိမ်းကြတာဒါမှမဟုတ်ပုံအောင်နေထိုင်ကြပါတယ်။အဆိုဆုံးကတော့ပြည်မဲ့သူတွေပါ။ဒီလိုနှင်ထုတ်မှုလိုက်မှာဖမ်းမိသွားနိုင်တဲ့အချက်ပါ။ဒါဆိုရင် American မှာရှိတဲ့အိန္ဒိယလူမျိုးတွေအတွက်နောက်ပါဆက်ဖြစ်မလဲ။ ပိုတင်းကျတဲ့စီးမင်းတွေကကြောက်ရွံ့မှုကိုပိုဖြစ်စေမလားဒါမှမဟုတ်ပိုမျှတစေမလားပြီးတော့ပိုကြီးမားတဲ့မိကုန်းတစ်ခုကစစ်မှန်တဲ့ចောင်းသားတွေအလုသမားတွေနဲ့မိသားစုတွေကမဟုတ်မမှန်တဲ့ဖွယ်စည်းတင်တွေယူတော့ပြီးနှိမ့်ထုတ်ခံရခြင်းကနေကိုကိုကိုဘယ်လိုကာကွယ်မလဲအိန္ဒိယကအမေရိကန်ရာရှိတွေနဲ့ပူးပေါင်းပြီးလိမ်လည်မှုတွေကိုရပ်တန့်ဖို့နဲ့နိုင်ငံခြားမှာရှိတဲ့သူ့ပြည်သူတွေကိုကာကွယ်ဖို့လှုံ့ဆော်မလားဒါမှမဟုတ်နှိမ့်ထုတ်မှုအရေးအတွက်တွေဆက်တိုးနေမလားဒါတွေကတော့တကယ်စိတ်ဝင်စားဖို့ကောင်းပါလိမ့်နံပါတ်1ဖိလစ်ပိုင်း 2025ခုနှစ်မှာဖိလစ်ပိုင်လူမျိုးများပြားအမေရိကန်ကနေဘာလို့နေထုတ်ခံရတာလဲအဓိကအကြောင်းကတော့ဗီဇာတက်တန်းကျော်လွန်နေထိုင်တာတွေနဲ့တရားမဝင်လုပ်လုပ်တာတွေပါဖိလစ်ပိုင်လူမျိုးများပြားကအလုတ်ကိုင်းခီးသွားလာပြီးဒါမှမဟုတ်မိသားစုနဲ့ပေါင်းဖို့အမေရိကန်ကိုခီးထွက်ကြပါတယ်အများစုကတော့စီမီစည်းကမ်းတွေကိုလိုက်နာပြီးမြဲတချို့ကတော့ခွင့်ပြုထားတဲ့အချိန်တည်းပုံပုံကြကြနေတတ်ပါတယ်။ဒါပေမဲ့ခီးစဉ်တခုကတရားဝင်စာရွက်စာတမ်းမရှိဘဲနဲ့ကြာရှည်နေထိုင်မှုဖြစ်နေပြောင်းလဲသွားတဲ့အခါမှာပါဖြစ်မလဲ။နှိမ့်ထုတ်ခံရတာကတကယ်အန္တရာယ်တစ်ခုဖြစ်လာပါတယ်။ဖိလစ်ပိုင်လူမျိုးများပြားကပြည်သူဆောင်ရှောက်ရေးတူနာပြူဒါမှမဟုတ် ဲဝုတ်ဖြူရဲ့အလုပ်တွေမှာလုပ်ကန်ကြပါတယ်။တချို့ကအမေရိကန်ကိုတရားဝင်ဝင်ရောက်ပြီးသူတို့ရဲ့ဗီဇာတက်တန်းကိုကျော်လွန်နေထိုင်ကြပြီးတော့ငွေရှာဖို့နဲ့အင်္ဂါမိသားစုတွေကိုထောက်ပံ့မှုတော့ပါ။တချို့ကတော့တရားမဝင်လူသေးစုဆောင်သူတွေရဲ့တားကောင်တွေဖြစ်ကြပါတယ်။သူတို့ကတရားဝင်အလုပ်တွေကိုကတိပေးပေမဲ့တရားမဝင်ဖြစ်အောင်ဒါမှမဟုတ်အကာအကွယ်မဲ့ဖြစ်အောင်ထားကြပါတယ်။ဘာလို့ဒီလောက်များများကအန်ဒီယေကိုယူကြတာလဲ။စင်ရဲမွေတီမိုကန့်သက်ထားတဲ့ရွေးချယ်စရာတွေနဲ့ပိုကောင်းတဲ့ဘဝရဲ့အိမ်မက်တွေကသူတို့ကိုဥပဒေကိုစန့်ကျင်ပြီးတော့နေထိုင်ဖို့တွန်းအားပေးနေတာပါ။ ဒါပေမဲ့အခု2025ခုနှစ်မှာရှက်ဆိုးရကလူမှုကြီးကြပ်ရေးဥပဒေကိုပုံမတင်းကြအောင်လှုပ်ဆောင်နေပါတယ်။သူတို့ပြင်တော့တရားမဝင်အလို့သမားတွေကိုပြင်မဲ့ထားပါတယ်။ဒါကတော့ဖိလစ်ပိုင်လူမျိုးထောင်ပေါင်းများစွာကို NDA ဖြစ်စေနေလား။နေပေါင်းများစွာအမေရိကန်မှာနေထိုင်ပြီးဘဝမှာတိဆောက်ခဲ့ကြတဲ့သူတွေကပါလေ။သူတို့ကိုရုတ်တရက်ပြန်ပို့မှာလားဆိုပြီးတော့မိသားစုတွေကအခုလိုဖိအားတွေခံစားနေရပါတယ်။တချို့ကလေသုံးသားလုံးမှုကိုတိုင်ကြဖို့ဒါမှမဟုတ်ဈေးကူးသားမှုခံယူဖို့တော့ကြောက်ရွံ့နေကြပြီးလူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုတွေကိုကြောက်နေကြပါတယ်ဒါကဖိလစ်ပိုင်တိုင်းဝမ်ဒီမှာပုံမလျော့ပတ်တဲ့စိရင်ဒုက္ခတွေကိုဖြစ်ပေါ်စေနေမလား တရားဝင်ရွှေ့ပြောင်းနေထိုင်သူတွေတော့မှစိုးရင်ပူပန်နေကြပါတယ်ဖိလစ်ပိုင်ဆိုရကဘလို့ခန့်ကန်တာကလည်းပါဝင်နေလဲအမေရိကန်ရရှိတွေကမနီလာနေနဲ့နေထုံးမှုလုဆောင်တာတွေကိုပုံမြအောင်မကူညီရင်အနာဂတ်ဗီဇာရရှိမှုကိုကန့်သတ်နိုင်တယ်လို့သတိပေးထားပါတယ်ဒါကတရားဝင်လာဖို့ကြိုးစားနေတဲ့လူသမားတွေကိုထိခိုက်သေးမလားနိုင်ငံเจ้าမှာရှိတဲ့ကြိုးစားပန်းစားအလွတ်လုပ်နေတဲ့ဖိလစ်ပိုင်လူမျိုးတွေကိုကာကွယ်ဖို့ဘာတွေလုပ်ဆောင်မလဲသူတို့ကိုတရားဝင်နေထိုင်အောင်ကူညီဖို့ပိုကောင်းတဲ့စည်းကမ်းချက်တွေရှိနေမလားပိုကောင်းတဲ့စနစ်တွေရှိနေမလား ဒါမှမဟုတ်နှိထုတ်ခံရသူဈေးမှာပုံများလာမလားဒီအခြေအနေကနာကျင်စရာမေးခွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ပိုကောင်းတဲ့ပိုဝတဲ့အိမ်မက်တစ်ခုကဘလို့လို့အိမ်မက်ဆိုးဖြစ်နေပြောင်းလဲသွားနိုင်ကြတာလေမယုံနိုင်ကြပါနံပါတ်၁တရုတ်2025မှာတရုတ်ကအမေရိကန်ကနေနေထုတ်ခံရမှုမြန်မာတွေထိတ်တန့်အာရှနိုင်ငံတွေတဲကတနိုင်ငံဘာလို့ဖြစ်ရတာလဲအဓိကအကြောင်းရင်းကတော့ဗီဇာတက်တန်းကျော်လွန်နေထိုင်သူဥယေတိုးလာတာပါတရုတ်နိုင်ငံသားထောင်ပေါင်းများစွာဟာပညာရေးခီးသွားလာရေးဒါမှမဟုတ်အလုပ်ကိုင်အတွက်နှိမ့်စင်အမေရိကန်ကိုဝင်ရောက်ကြပါတယ် လူအများပြားကလူမှုကြီးကြေးအစည်းအဝေးတွေကိုလိုက်နာပေမဲ့တချို့ကတော့ခွင့်ပြုထားတာတက်ပိုကြကြနေတတ်ပါတယ်၂၀25ခုနှစ်မှာအမေရိကန်ဆိုရကပုံမတင်ချက်တဲ့လူမှုကြီးကြေးအစည်းအဝေးမှုတွေကိုပြထားပါတယ်အထူးသဖြင့်တော့တရားဝင်အခြေအနေမရှိပဲဆက်လက်နေထိုင်နေတဲ့ဒါမှမဟုတ်အလွတ်လုံနေတဲ့သူတွေအပေါ်မှာပေါ့နောက်ထပ်ပြင်းထန်တဲ့ပြဿနာတစ်ခုကဗီဇာလိမ်လည်မှုပါဒါကအလုတ်ကန်အတူရောင်ကန့်လန့်မှုတွေလိုင်စင်းမဲ့ပညာရေးအဖွဲ့အစည်းတွေမှာကြောင်းအံ့နေမှုတွေဒါမှမဟုတ်ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်တွေမှားယွင်းတဲ့စာရွက်စာတမ်းတွေတင်ပြတာတွေပါဝင်ပါတယ် တရုတ်ကျောင်းသားများပြားကပညာရေးကိုကတိပေးပေမယ်တကယ်တမ်းကျတော့ကျောင်းသားတွေကိုတခြားယူရဲချက်တွေအတွက်အမေရိကန်ကိုဝင်ရောက်ဖို့ကူညီဖို့သာရှိတဲ့တက္ကသိုလ်အထူးတွေရဲ့ထောင်ချောက်ထဲကိုမတိပဲကြားရောက်တတ်ပါတယ်တချို့ကတော့တကယ်မရှိတဲ့အလုပ်ကိုင်တွေကိုကမ်းလန့်တဲ့အလုပ်ကိုင်စူးစမ်းသူတွေရဲ့ဆွဲဆောင်မှုခံရပါတယ်ရှားပွေတွေ့ရှိတဲ့အခါမှာဒီချိုးပေါက်မှုတွေကမကြာခဏဆိုသလိုဖန်ဆီးခံရတာနဲ့နှင်ထုတ်ခံရတာတွေစီဦးတည်စေပါတယ်ဒီနေတော့မူလန်တဖို့ဟာတရုတ်အမေရိကန်အတိုင်းဝန်တွေကြောင့်မှစိုးရင်ပူပန်မှုတွေဖြစ်ပေါ်စေပါတယ်။မိသားစုတွေခွဲခွာနေကြရပြီးအလုပ်ကံတွေပြည့်စည်နေကြရပါတယ်။ နှစ်ပေါင်းများစွာအမေရိကန်မှာနေထိုင်ခဲ့ကြတဲ့လူတွေအားရုတ်တရက်နှိထုတ်ခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ကြောက်ရွံ့မှုနဲ့မရေရာမှုတွေပြန့်နှံ့နေပါတယ်။အထူးသဖြင့်တော့ကျောင်းသားတွေနဲ့ယာယီလူသမားတွေကြားမှာပါ။ဥပဒေကိုလိုက်နာတဲ့ဒူတွေတောင်မှပေါ့။အမေရိကန်ကနှိထုတ်မှုလုံဆောင်တာမှတရုတ်ရဲ့နှိကွေးတဲ့ပူပေါင်းဆောင်ရွက်မှုကိုလည်းဝေဖန်ကြပါတယ်။ဒါကတော့ထောက်ထားအတီးပြူရာမှာနဲ့ခီးသွွားစာရွက်စာတမ်းတွေထုတ်ပေးရာမှာနှောက်နှေးမှုတွေဖြစ်ပေါ်စေပါတယ်။ လက်ရှိမှာတော့တုံ့ပြန်မှုအနေနဲ့နိုင်ငံစလုံးကဆက်သွယ်ရေးကိုပုံမကောင်းမှုအောင်လှုပ်ဆောင်ပြီးနှိမ်ထုတ်မှုလုပ်ငန်းစဉ်ကိုပုံမထီးအောင်လှုပ်ဆောင်နေပါတယ်ပုံမကောင်းမှုနဲ့အသိပညာပေးမှုကဗီဇာချိုးဖောက်မှုတွေကိုကာကွယ်နိုင်မလားအမေရိကန်နဲ့တရုတ်ကြားပုံမအားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုကအနာဂတ်မှာနှိမ်ထုတ်မှုနှုန်းကိုလျှော့ချနိုင်မလား2025ခုနှစ်မှာလူမှုကြီးကြေးမူဝါဒတွေပုံမပြင်းထန်လာတာနဲ့မြ၊လျောက်နိုင်ငံသားတွေအထူးသဖြင့်တော့ចောင်းသားတွေနဲ့အလို့သမားတွေကိုတည်င်းချက်လက်တွေရယူပြီးတရားဝင်နီးလန့်တွေကိုလိုက်နာဖို့တိုက်တွန်းနေပါတယ်။ကြီးစုပြီလို့ကျေးဇူးတင်ပါတယ်။